အားလုံးကိုမင်္ဂလာပါရှောင်းမေဆောင်ဖမရာအဂျီဆုဒေဖခွာမဆွန်ခဒီနေ့ဒီဗီဒီယိုလောက်အကျောင်းကကျွန်တော်တို့ဘူတာဦးတိတမှာရှိတဲ့ကျွန်တော်တို့ချက်လာဆိုတော့ရဝန်တိုင်းသားတွေကျွန်တော်တို့လီစုတိုင်းသားတွေကျွန်တော်ရှမ်းတိုင်းသားတွေကြာတော်တိုင်းသားတွေအားလုံးကိုကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးအဖြစ်ကျွန်တော်ပြောပြချင်တဲ့အရာလေးတွေရှိပါတယ်ဒီအရာလေးကပါလဲဆိုတော့ ျွန်တော်တို့ ecosystem ဆိုတော့ဒီကေဟစနစ်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုကျွန်တော်အာပြောပြချင်ပါတယ်ဒီအကြောင်းအရာလေးကတော့အချို့တော်သူများတက်ကတော့တိပိတာဖြစ်တယ်မယ်အချို့တော်သူများတက်ကတော့ဒါမတိတဲ့အရာလေးရှိကောင်းရှိလိမ့်မယ်ဆိုတော့ကျွန်တော်တို့ဒီအနောက်တိုင်းကိုကျွန်တော်ရောက်လာတဲ့အချိန်မှာဒီဘက်မှာတွေကျွန်တော်တို့ဘလို့ဒီ ecosystem ဆိုတော့ကေဟစနစ်ကိုတို့ဘလို့ထိမ့်သိမ်းလဲဆိုတဲ့အရာတွေက အင်မတန်မှကျွန်တော်တို့တင်ယူရမယ့်အရာဖြစ်ပါတယ်ကျွန်တော်တို့အဲ့ဒါတွေမတိခဲ့တော့ကျွန်တော်တို့ virgin forest ရှိခဲ့တဲ့ data တွေပူတာဝူ data ပါတယ်နောက်ပိုင်းကျတော့အဲ့ဒီဟာတွေတပီးပီးနဲ့ပျောက်လာတယ်မြေချောင်း AI တွေကအစတပီးပီးနဲ့ဒီအာဒရိစာနီကအစမနောငါးတန်းငါးတွေကအစတပီးပီးနဲ့အာအမျိုးသုံးသွားတဲ့အရာအဲတွေ့ရပါတယ်ကျွန်တော်တို့ငငယ်တုန်းကတော့ပူတာဝူ data ပါတယ်များစွာတော့ ဒီမြေချောင်းတွေမှာတွေငားတွေပေါများခဲ့ပါတယ်။အာတရိစ္ဆာန်အကောင့်တွေများစွာရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒါတွေကိုဘလို့ထိမ့်သိမ်းရမှမတိပဲနဲ့ကျွန်တော်တို့ကတက်စားတဲ့အချိန်မှာတပိပိနဲ့မျိုးသုံးသွားတယ်ပေါ့နော်။မျိုးသုံးသွားတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီတရိစ္ဆာန်အကောင်တွေတဘာဝဒီကေဟစနစ်ကိုဘလို့ထိမ့်သိမ်းချင်းအပြည့်လူတွေအတွက်အကျိုးပြုတယ်ဆိုတဲ့အရာတွေကျွန်တော်တို့ကအဲ့လောက်ထိမတိခဲ့တော့ ကျွန်တော်တို့ဒေတာတွေမှာတတော်ကိုလပတဲ့ဒေတာတွေဖြစ်တယ်တတော်ကိုဒီကဘာမှာမရှိဘူးတဲ့အဲ view တွေတော့လကောင်းတဘာဝ virgin forest ရှိတဲ့နေရာတွေမှာအာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့အာဘီဒူဘီသားတွေတော့လကောင်းကျွန်တော်တို့ရဲ့ဒီထိမ့်နှိမ့်မှုပိုင်းမှာဆက်ဆက်ရတော့လကောင်းကျွန်တော်တို့ကအားနည်းချက်ရှိလို့တပီးပီးနဲ့အမျိုးသုံးသွားတဲ့အရာတွေတွေ့ရပါတယ်ဆိုတော့ဒါလေးကိုလည်းကျွန်တော်တို့ပြန် remind လုပ်ချင်တယ်ပေါ့နော် ပြန်မြင်မှကျွန်တော်တို့ဘယ်လိုလုပ်မလဲဘယ်လိုထိန်းသိမ်းတက်တယ်လဲဆိုတဲ့အရာဒီဗီဒီယိုလေးပြောတဲ့အချိန်မှာဟာကျွန်တော်တို့ဗီဒီယိုလူထုနဲ့တော့မဆိုင်ဘူးဒါကအစိုးရနဲ့ပဲဆိုင်တယ်ဒါကအစိုးရတွေပဲအာလုတ်တက်တယ်ပေါ့အဖွဲ့အစည်းပဲလုတ်တက်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့ဒီအာဗီဒီယိုဒီဖက်ကတည်းကကျွန်တော်တို့ကဒီလွယ်လွယ်လေးနဲ့ကျွန်တော်တို့ကဒီကိုနဲ့မဆိုင်သလိုနေတတ်ပါတယ်တကယ်တမ်းအဲ့ဒီအတုံးပြုတ်နေတဲ့ကျွန်တော်တို့မြေချောင်း AID တောတောင်တွေမှာတက်ဖို့ တဆဲတွေကိုကျွန်တော်တို့ပြုနေတာကျွန်တော်တို့ဗီဒီယိုတွေပဲဖြစ်တယ်ဆိုတော့ဒါလေးကိုလည်းအပိတ်ချင်ပါတယ်ပေါ့နော်အကျွန်တော်တို့ရဲ့ဒီ data တွေမှာဘလို့တဘာဝထိန်းသိမ်းဖို့အတွက် ecosystem ခေတ်ဆက်နေကိုဘလို့ထိန်းသိမ်းတယ်လဲဆိုတဲ့အရာကိုကျွန်တော်အာ ပြောပြခြင်းပါရမအူဆုံးကျွန်တော်တို့တောတောင်နဲ့ပတ်သက်တဲ့အရာလေးကိုကျွန်တော်အာပြောပြခြင်းပါတယ်ပေါ့နော်ဆိုတော့ဒီတောတောင်ကအင်မတန်မှအရေးကြီးပါတယ်ကျွန်တော်အားလုံးကြည့်လို့ရှေ့တောင်အာရှမှာကျွန်တော်တို့ပူတောင်ကဒီရေခဲတောင်ရှိတဲ့အခါကဘူးဖုန်ကန်ရစီရေခဲတောင်ရှိတဲ့ဒေတာဆိုတာအားလုံးကျွန်တော်တို့ကသိမိတာဖြစ်ပါတယ်ဆိုတော့ဒီဒေတာမှာအာ tourism တွေလည်းအများကြီးအာတွာလာလို့ရတဲ့နေရာ ဖြစ်တယ်။အဲတွားလဲတွားတဲ့အနေအားလေးဖြစ်ပါတယ်။ဆိုတော့ဒါလေးကိုကျွန်တော်အာကြည်ချင်းအပအပချင်းတဲ့အရာပေါ့နော်။ကျွန်တော်တို့ဘလို့အထင်းထင်းတည်တယ်လဲဆိုရယ်ပရမအူဆုံးဒီတောတောင်တွေကိုထင်းထင်းတယ်ဆိုတဲ့အချိန်မှာအာကျွန်တော်ချင်းပြည်နယ်ရောက်သွားတယ်ပေါ့ချင်းပြည်နယ်ဘက်မှာလည်းကျွန်တော်ရောက်သွားတယ်ဒါပေမဲ့အဲ့ဒီချင်းပြည်နယ်မှာရောက်သွားတဲ့အချိန်မှာဘာတွေ့လဲဆိုတော့တောင်သားတွေကိုဖျက်ဆီးတဲ့အချိန်မှာချင်းပြည်နယ်နဲ့အိန္ဒိယကိုကျွန်တော်ဖျက်ဆီးတဲ့အချိန်မှာ တောင်တန်းတွေအားလုံးကဟိုကထုံးတွေပဲဖြစ်နေတယ်တဘောကတော့တင့်မြင်မရှိတော့ဘူးနာကတောင်တန်းကိုရောက်သွားတယ်နာကအိန္ဒိယဖက်ရောက်သွားတယ်အိန္ဒိယလည်းထိုနည်းလကောက်မေးဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့မီဇိုရမ်ဖက်ရောက်လာတဲ့အချိန်မှာတော့မီဇိုရမ်ဖက်ဒီအိန္ဒိယဖက်မှာကျတော့ဒီတင့်ပြင်းနေနေပေါ့အနေချင်းပေါက်ကြတဲ့အရာတွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့နဲ့ရှင်တဲ့အချိန်ကျတော့ကျွန်တော်တို့ကျတော့တောတောင်တွေစိမ့်ဆူနေတဲ့အရာတွေများစွာရှိပါတယ်ရှိသေးတယ်လို့ပြောလို့ရတယ်ပေါ့နော် အမြမပြီးအောက်ပိုင်းပြန်ကြည့်တဲ့ချိန်မှာဒီတောတောင်တွေမှာတစ်ထုတ်လို့တဲ့အရာတွေပုံများတော့တောတောင်တွေအကုန်လုံးကအာကုဒုံးတွေဖြစ်သွားတယ်အဲတန်ဖိုးရှိတဲ့တစ်တွေလည်းမရှိတော့ဘူးပေါ့နော်ဆိုတော့အာအဲ့ဒီအရာရဲ့အာ side effect ကဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့နေတတ်ခံနေအတွက်ကိုတတော်ကိုကျွန်တော်တို့ကအာတဘာဝနဲ့ပတ်သက်တဲ့ဒီကျွန်တော်တို့ကဒီအာအောက်ဆီဂျင်တွေရတဲ့ဟာတွေတော်တော်ရှိတယ် တဘာဝထဲနဲ့ကျွန်တော်တို့ကိုအကျိုးပြုတဲ့အရာတွေများစွာရှိတယ်ဒါမှမဟုတ်အဲ့ဒီအရာတွေတပိပိနဲ့အပြောက်ကွယ်သွားတယ်ဆိုတော့ပူတောင်မှာရှိတဲ့ကျွန်တော်တို့တိုင်းသားတွေပေါ့နော်တိုင်းသားတွေကျွန်တော်တို့ဘယ်လိုထိမ့်သိမ့်သိတယ်လဲဆိုတော့အရာကိုလည်းကိုလည်းကျွန်တော်အားပေးခြင်းပါတယ်ကောင်းပြီတစ်တော့တစ်တော့ဖြုံတီးမှုပေါ့နော်တစ်တော့ဖြုံတီးမှုဆိုတဲ့အရာနဲ့ကျွန်တော်တို့ကအားပေးခြင်းနဲ့အရာရှိပါတယ်တစ်တော့တွေကိုအလွန်အကျွံတစ်ထုတ်တာတို့တစ်ဒီကိုခုတ်တာတို့ကကျွန်တော်တို့ကဒါတွေကိုကျွန်တော်တို့ကထိမ့်သိမ့်ဖို့အတွက်လိုအပ်ပါတယ် ဘာကြောင့်လဲဆိုတော့တစ်တော်တစ်တည်မရှိခြင်းအပြင်ကျွန်တော်တို့ရဲ့တဘာဝအာတရားကတမိမိနဲ့ပျက်စီးလာတယ်ယာဒီဥဒုတွေဖောက်ပြန်လာတယ်ဒါတွေကကျွန်တော်တို့အလုံးအတိပိတာဖြစ်တော်ညာလည်းပဲကျွန်တော်တို့ကတစ်တည်ကိုကျွန်တော်တို့ကထုတ်ခြင်းတယ်တစ်တည်ကိုထုတ်ခြင်းအပြင်ကျွန်တော်တို့က business လုပ်ခြင်းတယ်ဒါကကျွန်တော်တို့တစ်ဖက်မှာအာတစ်ဖက်အကျိုးစီးပွားကအနည်းစုပဲရှိမယ်ဒါပေမဲ့အများပြည်သူအတွက်အကျိုးစီးပွားကမရှိဘူးဆိုတဲ့အရာတွေ တွေ့ရပါတယ်။ဒါကြောင့်မို့တစ်ထုတ်လုပ်တဲ့အရာတွေကိုမတရားတစ်ဖြတ်တဲ့အရာတွေဒါ illegal illegal တစ်ဖြတ်တဲ့နေတာမတရားတရားမဝင်ဘဲနဲ့တစ်ခုတ်တဲ့အရာတွေတစ်ဖြတ်တဲ့အရာတွေကျွန်တော်တို့ကဒါတွေကိုအာတင်းကျပ်ဖို့အတွက်ထိန်းသိမ်းဖို့အတွက်လိုအပ်ပါတယ်။ဆိုတော့တချို့နိုင်ငံတွေမှာကနေဒါတို့နိုင်ငံတွေမှာကြတော့တစ်ထုတ်လုပ်တဲ့ company တွေရှိပါတယ်။ဒါပေမဲ့အဲ့ဒီတစ်ထုတ်လုပ်တဲ့ company ကဘာလုပ်ရလဲဆိုတော့ဒီနေရာမှာတစ်ထုတ်တော့မယ်ဆိုရင်အဲ့ဒီနေရာကိုလမ်းဖောက်ပေးရမယ်။ ်သေချာလမ်းဖောက်ရမယ်မြေချောင်း AI နဲ့သေချာကိုတို့ကလုပ်ပေးရမယ်အဲ့ဒီကုမ္ပဏီကပဲလုပ်ရတယ်တစ်ထုတ်ပြီးတာနဲ့တစ်ထုတ်ပြီးတာနဲ့အဲ့ဒီရဲ့အာတောင်နှမ်းနေကြတဲ့မှာကို3ဆလား4ဆလားတို့ထုတ်တဲ့ချိန်တစ်ရဲ့ရခိုင်နှုန်းထက်များအောင်တစ်ပြင်ပြန်စိုက်ခိုင်းတဲ့အရာရှိပါတယ်ဆိုတော့အဲ့ဒီလိုတစ်ပြင်ပြန်စိုက်ဖို့အတွက်အရေးကြီးပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒေတာမှာကြတော့တစ်ပဲခုတ်တတ်တဲ့တစ်ပြင်မစိုက်ဘူးဒါလည်းကျွန်တော်တို့က တပိပိနဲ့တိုးတောင်တွေကိုကျွန်တော်တို့ကပျက်စီးရရရောက်တယ်နော်ဒါကြောင့်မို့ကျွန်တော်တို့ကဒီအာတစ်တွေခုတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ပြန်တစ်ဆိုင်ဖို့အတွက်ဒါရည်ကြည့်ပါတယ်တစ်ဆိုင်တဲ့အချိန်မှာလဲကျွန်တော်တို့ကဒီ data နဲ့လိုက်ရောနီနီထွေတဲ့အပေါက်နိုင်တဲ့တစ်တွေစိုက်တာတော့ပူကောင်းပါတယ်ပေါ့နော်အဲ့ဒါကို reforestation လို့ခေါ်ပါတယ်ဆိုတော့ reforestation ကအရင်ကိုရေးကြည့်ပါတယ် afforestation reforestation ဆရာအရန်ကိုရေးကြည့်ပါတယ်ဆိုတော့ပျက်စီးနေတဲ့တောင်တန်းတွေတပိပိနဲ့ကျွန်တော်တို့ထုတ်တာများသွားပြီဆိုတော့မြေချောင်းတွေကရေကြီးလာတဲ့အချိန်မှာဖောက်ပြန်မှုတွေရှိလာမယ်လူတွေကအဆိုးကျိုးတွေဖြစ်လာမယ်အနောက်ပြီးတော့ဒရိဆန်တော်ရိုင်းဒရိဆန်တွေကလည်းတပိပိနဲ့အဲ့ဒီနေရာတွေကိုဂေဟာစနစ်မရှိဘဲနဲ့ပြောင်းရွှေ့သွားမယ်ကျွန်တော်တို့အိန္ဒိယကိုရောက်တဲ့အချိန်မှာမြန်မာပြည်ထဲကနေကြက်နေကြားတွေစင်နေအားလုံးကမြန်မာပြည်ကရီပဲဒါပေမဲ့ တို့ဘက်မှာရောက်သွားတယ်တို့ဘက်မှာရောက်တဲ့ချင်းတို့ကအဲ့ဒါကိုကျွန်တော်တို့ထက်တို့ကောင်းအောင်ထိန်းတာတော့အာတတလေယာရီတော်တွေထဲမှာအဲ့ဒီစင်တွေကြားတွေအဲ့ဒီရဲ့ဟိုပေါ့အဲဂျန်တွေအများကြီးတွေ့ရတယ်ဆိုတော့ကျွန်တော်တို့ဒါလေးကိုလည်းကျွန်တော်တို့ကခဏနဲ့ကျွန်တော်ဒီချောင်းနဲ့ပြတ်တမှာကျွန်တော်အခြေသွေးပြန်ပြောပြမှာတွေ့ရတဲ့အချိန်မှာတို့ကအဲ့ဒါကိုကောင်းကောင်းထိန်းသိမ်းတယ်ဆိုတော့အရာဒါကလူထုတယောက်ချင်းစီတိုင်းရဲ့တာဝန်လေးဖြစ်တယ် အာကျွန်တော်တို့တစ်ခုတ်လိုက်ခြင်းရဲ့ဘေးဆိုးကျိုးတွေကအများစွာရှိတယ်။ဒါလေးကိုလည်းကျွန်တော်တို့ကဒါတူးနဲ့တူးကျွန်တော်ထင်းထင်းရမယ်။ယွာနဲ့အလိုက်တော်လကောင်းတယောက်နဲ့တူးနဲ့တူးတော်လကောင်းပညာပေးတဲ့စနစ်တွေအများစွာလုပ်ဖို့အတွက်လိုအပ်ပါတယ်။တစ်တွေထုတ်တယ်လို့ပြန်လဲစိုက်ပြိုးတဲ့နည်းစနစ်တွေလိုအပ်ပါတယ်။ဆိုတော့တိုးတောင်ဒီမှာအဲတောင်ညာခုတ်နီးရှုတဲ့အရာတွေပေါ့နော်။မှန်ပါတယ်။ဒါရက်ကျွန်တော်တို့ဘိုးဘွားဆင်ဆက်လုပ်ခဲ့တဲ့အရာတွေဖြစ်ပါတယ်။ဒါပေမဲ့ ကျွန်တော်တို့ပြန်ကြည့်တဲ့အချိန်မှာတောင်ရခုတ်ချင်းအပြည့်ဒီတောင်ရကကျွန်တော်တို့ကဆင်နစ်မှာအာလှုပ်ရှားလို့မရဘူးလေနော်ဆရာအဲ့ဒီအရာတွေတောင်ရခုတ်လိုက်ရင်နောက်ပိုင်းကအကုန်လုံးကသောတောင်တွေကပျက်စီးသွားတယ်ဆိုတဲ့အရာတွေ့ရပါတယ်ဒါကြောင့်မို့တဘာဝတောမီးလောင်တဲ့အရာတွေကလည်းကျွန်တော်တို့တတိထားရမယ်အမေရိကမှာဆိုတဘာဝမီးတွေကအများစွာရှိပါတယ်အဲ့ဒီကတည်းက ranger နဲ့တောမီးအာဘာလဲဆိုတော့တဘာအတောကိုမီးရှို့ရတယ်မီးရှို့ပြီးမှပဲ ပြန်ပြင်းမှတစ်ပြင်းနေပြန်ပေါက်လာတဲ့တစ်ဖို့တစ်မြစ်တွေပြန်ပေါက်လာတဲ့အရာရှိတယ်။ဒါပေမဲ့အဲ့ဒီအကောမထိမ့်တဲ့အချိန်မှာအဲ့ဒီမီးကရွာတယ်မြို့ထဲဒီကူးပြီးမှလူပေါင်းများစွာရဲ့အကျိုးစီးပွားကိုဆုံရှုံတဲ့အရာတွေအဲရှိပါတယ်။ဒါလေးတွေလည်းကျွန်တော်တို့ကတဘာဝမီးလောင်တဲ့ဒေတာတွေဒီထိမ့်သိမ့်မှုတွေအရန်ကိုရေးကြည့်ပါတယ်ဆိုတဲ့အရာပေါ့နော်။အာအားပေးချင်ပါတယ်။အာနောက်ပြီးတော့ကျွန်တော်တို့ဒီတက်တော်တွေကိုကျွန်တော်တို့ဖြုံးတီးလာတဲ့အချိန်မှာခုနကျွန်တော်ပြောသွားလို့ရာဒီဥဒ္ဓ ပြောင်းလဲသွားမယ်ဖောက်ပြန်လာတဲ့လူရဲ့အကြမ်းမရေးရလဲသတိပြီးနဲ့ကျွန်တော်တို့ဖောက်ပြန်လာတဲ့အရာရှိတတ်ပါတယ်တိုးတောင်တွေထဲမှာရှိတဲ့ဒရိတ်ဆန်တွေကကျွန်တော်တို့ကအကာအကွယ်မဲ့ဖြစ်သွားတဲ့အချိန်မှာကျွန်တော်တို့ဒရိတ်ဆန်တွေအကုန်လုံးကဂေဟာစနစ်ကပြောင်းလဲသွားတယ်သူတို့ကဒရိတ်ဆန်တွေကအစာရှာစားရင်းနဲ့သူတို့လုံခြုံတဲ့ဒေသတွေနိုင်ငံတွေကိုအနေနဲ့မိတ်တွေကိုဖျက်ကူးပြီးမှသူတို့ကအဲ့ဒီလိုဖြစ်သွားတယ်။တော်ကကို့နိုင်ငံမှာရှိတဲ့ကို့ဒေတာမှာရှိတဲ့ရှားပါတဲ့တောကောင် ာဒေါ်ဒရစ်ဆန်နေကကျန်တဲ့နေရာတွေကိုရောက်သွားတယ်။ဘာကြောင့်လဲဆိုတော့တစ်ခုတ်တာအလွန်အကျုံဖြစ်တယ်။မတရားတစ်ခုတ်တာတစ်ထုတ်တာတို့ရှိလို့ဖြစ်တယ်။ကျွန်တော်တို့ဘူတာအုံဘက်မှာကျွန်တော်ရှိတုန်းကဆိုရင်တော့ဒီကြိမ်ထုတ်တဲ့အရာတွေများစွာရှိခဲ့ပါတယ်။ကျွန်တော်တို့လူငယ်တုန်းကပေါ့နော်။ကြိမ်ထုတ်တယ်။အဲ့ဒီကြိမ်တွေကတရုတ်ပြည်ကိုရောင်းစားတဲ့အရာရှိတယ်။ဆိုတော့ကြိမ်ထုတ်လိုက်ခြင်းအပြင်ကျွန်တော်တို့ရဲ့တစ်ခါမှမကြုံဘူးတဲ့အရာတွေမုံလောင်ချောင်းတို့နမ်သမ်ချောင်းတို့ဒီအရေးကြီးတဲ့အရာတွေ ပေါ့နော်ရေရေစီးကိုထိမ့်သိမ့်တဲ့အရာမရှိတော့ဘူးနောက်ပြီးတော့ဒီခါလောင်ဖက်မှဆိုများစွာစူးစိုးမှုတွေရှိခဲ့ပါတယ်ဒီအရာတွေကကျွန်တော်တို့ရဲ့အကျိုးစီးပွားကိုပဲကြည့်တဲ့အချိန်မှာတဘာဝရဲ့ ecosystem ပျက်စီးတယ်ဆိုတော့အရာကိုကျွန်တော်မမြင်တော့ဘူးပေါ့နော်ဆိုတော့ wildlife conservations ဒီစီမံကိန်းတွေကိုအများကြီးကျွန်တော်တို့ကလုပ်ဖို့အတွက်လိုအပ်တယ်နောက်ပြီးတော့ဒီအရာတွေကိုကျွန်တော်တို့ကဘု து မှာတာဝန်ရှိတယ်လဲဆိုတော့ကျွန်တော်တို့အယောက်ချင်းစီတိုင်းမှာ တာဝန်ရှိပါတယ်ဆိုတော့အရာနောက်ပြီးတော့နောက်တစ်ချက်ကမပြောချင်လဲဆိုတော့ဒီအဲတောထဲမှာတော့၎င်းမြို့ထဲမှာတော့၎င်းအမိုက်အမိုက်စနစ်ကအရန်ကိုရေးကြည့်ပါတယ်ကျွန်တော်တို့ဒီနောက်တိုင်းမှာတွေရောက်လာတဲ့ချိန်မှာတော်တော်ကိုသူတို့ကစီးစနစ်ချအောင်လုပ်ထားတယ်ပေါ့နော်ဥပမာဆိုပါဆိုကျွန်တော်တို့ကဒီတပတ်မှာတစ်ချိန်အမိုက်ပုံးတွေရှိတယ်ဒီအမိုက်ပုံးကကျွန်တော်တို့ကအမိုက်ထည့်ရမယ်ဟာရှိတယ် recycle plastic ထည့်ရမယ်အရာရှိပါတယ် မိုက်ပုံးနှပုံးရှိတယ်အဲ့ဒီနှပုံးထဲမှာကိုဘယ်ဟာက recycle ထည့်ရမလဲဘယ်ဟာကအမိုက်လဲဆိုတော့ခွဲပြီးမှတပတ်မှတစ်ကြိမ်ဒီ municipal အာကသူတို့ကယူသွားတယ်ပေါ့နော်အဒီအတွက်လည်းကျွန်တော်တို့ကအဖို့ခပေးရပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ပူတာဦးဒေနာမာရာအဲ့ဒါတွေရှိကောင်းရှိလိမ့်မယ်မရှိကောင်းမရှိဘူးဒါပေမဲ့လူထုကအသားကိုကျွန်တော်တို့ကနားလေထားရမယ်အဥမာဆိုပါဆိုပူတာဦးဒီတုတ်တောင်အထက်ကအတင်းနှလုံးရေကန်ဆိုတဲ့နေရာမှာတွေက ကျွန်တော်တခါတပုံတပုံတွေကြည့်တယ်ဗီဒီယိုရိုက်တဲ့ဟာကြီးတော့အကုန်လုံးကအမိုက်တွေပဲဖြစ်တယ်ဒေါက်တာကရှိတဲ့လူငယ်တွေကအဲ့ဒီမိုက်ကိုကောက်တယ်ဆိုတော့ညင်ရတယ်ဆိုတော့ဒီဟာတွေကကျွန်တော်တို့ကလူထုကဒါအတိတရားရှိရမယ်ဒီနေရာမှာကျွန်တော်အမိုက်ပလတ်စတစ်ပြစ်ချင်ရပြီဒီပလတ်စတစ်ကဘယ်တော့မှမပြောက်သွားဘူးဆိုတော့အဲ့ဆိုတော့ကိုကိုယူလာတဲ့အမိုက်ကိုကအကုန်လုံးကိုအာထိန်းသိမ်းဖို့အတွက်အရေးကြီးပါတယ် ။ဥပမာဆိုရရင်ကျွန်တော်တို့ဒီနိုင်ငံမှာငားများသွားတယ်။ကိုပါသွားတဲ့အမိုက်တွေ၊ကိုကြံလာတဲ့အမိုက်တွေအားလုံး campaign သွားတယ်။ကိုရဲ့ယူလာတဲ့အမိုက်တွေအားလုံးကိုကျွန်တော်တို့ကတေချာစုပြီးမှမီးရှို့တဲ့နေရာရှိရင်တေချာစုတယ်။အာသူတို့အမိုက်ပုံရှိတဲ့ညာတေချာကိုပို့ထားရမယ်။နံတဲ့အရာဆိုပလတ်စတစ်နဲ့တခါခြီထားမှကျွန်တော်တို့အမိုက်ထဲမှာထည့်ရမယ်။အမိုက်ပုံထဲမှာထည့်ရမှာပေါ့။ဒါကကျွန်တော်တို့ဒီနိုင်ငံမှာလူတိုင်းအတွက်ကျွန်တော်ဒါလုပ်ရမယ့်အရာဖြစ်တယ်။ဆိုတော့ ကျွန်တော်တို့ဒေတာမှာရှိတဲ့ပူတာဝဒေတာမှာရှိတဲ့လူတွေဒါကကျွန်တော်အရေးကြီးခွင့်ကျေပြောရမယ့်အရာလည်းမဟုတ်ဘူးကျွန်တော်အားလုံးကတိထားရမယ့်အရာဖြစ်တယ်ဒီနေရာကအမိုက်ပြည့်မြတ်နေရမဟုတ်ဘူးဆိုတဲ့အရာကိုကျွန်တော်အော်တိုမက်တစ်ဒါကိုကျွန်တော်တို့ကတိထားတယ်ဆိုရင်တော်ကိုအဆင်ပြေပါတယ်ပေါ့နော်အဲ့ဒီလိုအမိုက်ကိုကျွန်တော်တို့ကဟိုပွခြင်းအပြည့်မြို့တွေရဲ့ အဲကုန်ကြက်တည်းမရှိတော့ဘူးကြာမြေချောင်း AI မှာလည်းအမိုက်တွေပုံများလာမယ်အဲ့ဒီမိုးရွာလာတဲ့ချိန်အဲ့ဒီ plastic ခွက်တွေမိုက်တွေကအကုန်လုံးချောင်းထဲမှာရောက်သွားတဲ့ချိန်ချောင်းမှာရှိတဲ့ဒီတော့အထရေးဆန်နေချောင်းမှာရှိတဲ့တားငါအကောင်တွေကအစဒီရဲ့ effect ကြောင့်မဟုတ် side effect ကြောင့်မဟုတ်သိနေတဲ့အရာတွေများစွာရှိပါတယ်ဒါလေးကိုလည်းကျွန်တော်တို့ကအာတတိထားဖို့အတွက်အာအားပေးချင်ပါတယ်ပေါ့နော်နောက်ပြီးတော့ဒါတွေကလူထုပူပေါင်းပြီးမှပဲကျွန်တော်တို့ကလုံလုံရတယ် ဆိုတဲ့အရာကိုလည်းကျွန်တော်တို့နားလေစေချင်ပါတယ်။အဲကြောင့်မို့ဒီလူတဘာဝပညာပေးတဲ့အရာတွေသူတေသနာဆောင်ရွက်တဲ့အရာတွေအများစွာလိုအပ်ပါတယ်။ဒါတွေကိုကြောင်းပါတော့လောက်ကောင်းတက္ကသိုလ်မှာတော့ကျွန်တော်တို့ဒီအတန်းပညာတူငင်တန်းအစပေါ့နော်။ဒါတွေကိုကျွန်တော်တို့ကအခြေခံအမြင်တန်းကိုပြောပြမယ်ဆိုရင်တော့ကျွန်တော်တို့လူထုတွေကပိုနားလည်လိမ့်မယ်။မြေချောင်းအင်းရနဲ့ပတ်သက်ပြီးမှကျွန်တော်အားပေးချင်ပါတယ်ဒီနိုင်ငံမှာကြတော့ကျွန်တော်တို့မြေချောင်းဒီကျွန်တော်တို့မြို့ရှိတဲ့နေရာမှာ AI တွေအများကြီးလုတ်ထားပါတယ်ဒီ AI တွေကြားထဲမှာကိုအာ AI တွေမှာငားတွေရှိတယ်သူတို့တွေနေနိုင်တဲ့ငားတွေကို သူတို့ကအဲ့ဒီမှာကို လာချပေးတယ်ဆိုတော့အဲ့ဒီငားတွေကိုကျွန်တော်တို့ကငားများလို့ရပါတယ် အဲ့ဒီမြေချောင်းအိုင်နီနဲ့ပေးနာမာတွေလူတွေအတွက်ကျမ်းမာရေးကောင်းဖို့အတွက်အာလမ်းလျှောက်လို့ရအောင်စပိန်စီလို့ရအောင်ကိုအာမိသားစုတွေနေလို့ရအောင်ရှုခင်းနေကောင်းကောင်းလုပ်ပေးထားတယ်။ဒါကလူထုကျမ်းမာရေးအတွက်တို့တို့ကိုစဉ်းစားမှလုပ်ပေးတာဖြစ်ပါတယ်။ဒါလေးတွေကအင်ဂျင်မာချစ်ဆန်ကောင်းတဲ့တို့နိုင်ငံရဲ့အစိုးရလုပ်တဲ့အရာဖြစ်တယ်။ဆိုတော့ကျွန်တော်တို့ကဒါလေးကိုလည်းတင်ယူတစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ဒီအာ အိုင်နေရှိတယ်အဲ့ဒီအိုင်မှာငားတွေမွေးတယ်အဲ့ဒီငားတွေကိုကျွန်တော်တို့ကကိုကြိုက်တယ်လို့အော်များလို့မရှောက်နောက်ပြီးတော့ဒီချောင်းမာတွေတော့လည်းကောင်းကျွန်တော်တို့ကြိုက်တယ်လို့များလို့မရှောက်ဒီနိုင်ငံဖိတ်မှာရောက်လာတဲ့အချိန်မှာကျွန်တော်တို့က ranger ဆိုတာကိုအမြဲတမ်းရှိတယ်ဒီတောတောင်တွေကိုအမြဲတမ်းကိုဒီထိန်းနေတဲ့အဖွဲ့တွေရှိပါတယ်ဆိုတော့ဒီအဖွဲ့တွေကအမြဲတမ်းကိုကြည့်ပါတယ်ဘာဆိုပါဆိုကျွန်တော်ကငားတော်များချင်တယ် အဲယာဒီပေါ်တို့ကလွတ်လိုက်တယ်အဲ့ဒီအိုင်ထဲမှာကိုငါလာလွတ်တယ် truck fish လာလွတ်တယ်အဲ့ဒီ truck fish များဖို့အတွက်ကိုကျွန်တော် license လုပ်ရမယ် license လုပ်ရမယ် fishing license လုပ်ရမယ်အဲ့ဒီ truck fish က ticket တစ်ခုမှ၄កောင်ပဲများလို့ရတဲ့ဟာမျိုးရှိတယ်ကျွန်တော်အဲ့ဒီလို များပြီးမှကျွန်တော်တို့က limit နဲ့များရတယ်အကန့်အသတ်နဲ့များမှပဲငါးတွေကတော်တော်ကိုကြာကြာနေနိုင်ပါတယ် ပေါ့နော်ဆိုတော့ကျွန်တော်တို့က unlimited ဖြစ်နေတယ်ချောင်းအင်း ID မှာကိုကျွန်တော်တို့က unlimited များတယ်ဆိုရင်ကျွန်တော်တို့စားမဲ့အတန်းငါးတွေကတော့မလုံလောက်တော့ဘူးနောက်ဆုံးမှာကျွန်တော်တို့ရဲ့ကျန်းမာရေးအစအတန်းငါးတွေလိုအပ်တဲ့ protein တွေတက်တယ်လို့တာ哦အဲ့ဒါတွေကကျွန်တော်တို့ကမဖြစ်မဖြစ်စည်းပင်နဲ့တော့ကျွန်တော်တို့ကငတ်ဖြားတွေ ကျမ်းမာရင်းနဲ့ပတ်သက်တဲ့ effect တွေဖြစ်လာတဲ့အရာရှိပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဘူတာဟုတ်ဒေတာမှာရှိတဲ့မလိခနမ်တမ်ချောင်းတွေနောက်ပြီးတော့ဒီမူလောင်ချောင်းတွေမှာရှိတဲ့ချောင်းတွေကတွေမှာကျွန်တော်ပြန်ကြည့်အောင်ကျွန်တော်တို့ကမလုပ်လဲဆိုတော့ short တိုက်တဲ့အရာလုပ်တယ်ကျွန်တော်တို့ mind ခွဲတဲ့အရာလုပ်တယ်ကျွန်တော်တို့စဉ်းစားတာကခဏအတွက်ကျွန်တော်စီးပွားတဲ့ပဲစဉ်းစားဒါပေမဲ့ရေရှည်အတွက်ကျွန်တော်တို့မစဉ်းစားခဲ့တော့အခုဒီချိန်မှာကျွန်တော်ပြန်ကြည့်တဲ့အချိန်အဲ့ဒီချောင်းတွေမှာနေငားတွေမရှိတော့ဘူးဒေတာ ခံတကယ်ပဲအဲ့ဒီရှိတဲ့ဌာနယ်ရှိတဲ့ငါးတွေကအမျိုးသုံးသွားတဲ့ကြာတွေ့ရပါတယ်ဆိုတော့ဒီလူဖြစ်ခြင်းအကြောင်းရင်းကဘာလဲဆိုတော့မတရားကျွန်တော်တို့မိုင်းခွဲတယ်မိုင်းခွဲတာတော့ကျွန်တော်တို့လုံးလုံးလန်းလန်းလက်မခံဘူးဒါကိုကျွန်တော်တို့တားမြစ်ရမှာဖြစ်တယ်နောက်ပြီးတော့ကျွန်တော်တို့ကငါးများတယ်ဒါမှ unlimited ပေါ့နော်ဘိုက်ဘိုက်ဆွဲတယ်ဘိုက်ချတယ်အဲ့ဒီဘိုက်ကအကုန်လုံးကိုကြည်ဘိုက်ချတယ်ဘိုက်မချနိုင်လို့ပြောလို့မရဘူးငါးများတယ်တလူကောင် ပိုက်ချတာသူ့ရဲ့ limit ရှိရမှာ limit မရှိခြင်းအပြင်ကျွန်တော်တို့ကအကျိုးစီးပွားကိုရှာမှလုပ်ရတဲ့ချိန်မှာအဲ့ဒီချောင်းထဲမှာရှိတဲ့ငါးတွေအကုန်လုံးကမျိုးတုံးသွားနိုင်တယ်ငါးရှိခြင်းအပြင်ကျန်တဲ့အရာတွေလည်းတစ်ဖက်အကျိုးရှိတယ်လို့ကျွန်တော်တို့ချောင်းအတွက်လည်းအကျိုးရှိပါတယ်ဒါလေးကိုကျွန်တော်တို့ကစဉ်းစားဖို့အတွက်လိုအပ်ပါတယ်ဒါတော့ကျွန်တော်တို့ကအဲ့လိုဘယ်လိုထိန်းသိမ်းမလဲအဲ့ဒါကိုကျွန်တော်တို့ကဥပမာဆိုပါစို့ ငါးနှစ်လောက်ငါမများဘူးလားသုံးနှစ်လောက်ငါမများဘူးလားနမ်ထုံချောင်းမှာငါးနှစ်လောက်ငါမများပဲနဲ့ငါမများဘူးပိုက်လည်းမဆွဲဘူးမိုင်းလည်းမခွဲဘူးဆိုတဲ့အရာတွေကျွန်တော်တို့ထိန်းသိမ်းခြင်းအပြင်နောက်ထပ်ငါးနှစ်မှာအရင်တော့ငါတက်တယ်လို့ပဲအများကြီးရှိနေမယ်ဒါပေမဲ့အဲ့ဒီမှာကျွန်တော်တို့ကမထိန်းသိမ်းတဲ့လည်းပြန်မျိုးတုံးသွားနိုင်ပါတယ်ဒါလေးကိုလည်းကျွန်တော်မြင်တဲ့အရာပြောပြချင်ပါတယ်ဒါကြောင့်မို့မိုင်းခွဲတာတို့ပိုက်ဆွဲတာတို့ကျွန်တော်တို့ဒီရေရေပိတ်ပြီးမှ ရေပိတ်ပြီးမှဒီအစိတ်နဲ့ခတ်ပြီးမှငါးဖန်းတာတို့ပေါ့နော်နွယ်ပြင်းတို့အရွက်တွေနဲ့ဖန်းတာတို့အများကြီးရှိခဲ့ပါတယ်ဒါလေးတွေက ကျွန်တော်တို့ကမလုတ်တက်တဲ့အထဲမှာပါတယ်တဘာဝ ecosystem ကိုဂေဟစနစ်ကိုဖျက်ဆီးနေတဲ့လူတွေကကျွန်တော်တို့ဖြစ်နေတယ်ဒါလေးကိုကျွန်တော်တို့ကဘူတာကိုရှိတဲ့တိုင်းတာအလုံးကထိမ့်ထိမ့်တက်တယ်လို့တော့မြင်ပါတယ်ဆိုတော့ဒါတွေအကုန်လုံးမျိုးတုံးသွားတယ်ဆိုရင်တန်းကားနဲ့ပတ်သက်ပတ်အရာတွေကကျွန်တော်အောက်ပိုင်းကနေဝေရမယ့်အရာတွေ ဈေးတွေမတန်အာမတန်တရားဈေးကြီးတဲ့ဟာတွေရှစ်ဖြစ်လာမယ်ဆိုတော့ကျွန်တော်တို့ data ကိုဘယ်သူကထိမ့်သိမ့်မလဲကျွန်တော်တို့တိုင်းသားတွေအားလုံးကထိမ့်သိမ့်ရမယ်ရဝောင်တိုင်းသားတွေပဲထိမ့်သိမ့်လို့မရဘူးရှမ်းတိုင်းသားတွေပဲထိမ့်သိမ့်လို့မရဘူးလီစုတွေပဲထိမ့်သိမ့်လို့မရဘူးအားလုံးကျွန်တော်တို့ဘူတာဟိုမှာရှိတဲ့တိုင်းသားအားလုံးကထိမ့်သိမ့်ရမယ်ထိမ့်သိမ့်တဲ့အချိန်မှာအမြဲတမ်းအရေးကြီးပါတယ်ပေါ့နော်ကျွန်တော်တို့က ဒီ seasonal ကိုလိုက်နာဖို့အတွက်အရေးကြီးပါတယ်။နောက်တစ်ချက်ကျွန်တော်ပြောပြချင်ပါတယ်။ကျွန်တော်တို့ဒီနိုင်ငံရောက်လာတဲ့အချိန်မှာတောထဲမှာအမေးပစ်ပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းအမေးပစ်ပါတယ်။ဆိုတော့အမေးပစ်တယ်ဆိုတဲ့အချိန်မှာမုတ်ဆိုးသွားတယ်ဆိုတဲ့အချိန်မှာဒီနိုင်ငံမှာကျတော့ seasonal ရှိပါတယ်။အော်ဒီယာဒီဆေလပိုင်းဆက်တလပိုင်းမှာဒီဇင်ဘာထိပေါ့နော်ကျွန်တော်ပြစ်လို့ရတဲ့သူ့အရာသူ့ရဲ့အကန့်အသတ်ယာဒီပြထားပါတယ် များနဲ့ဒူးလေးနဲ့ပြစ်တဲ့အချိန်ရှိပါတယ်တနက်နဲ့ပြစ်တဲ့အချိန်ရှိပါတယ်ဆိုတော့ကိုကအဲ့ဒီအာ hunting ticket ဆိုရဲအရာမုတ်ဆိုးလိုက်ဖို့အတွက်ကိုကလက်မှတ်ဝယ်ရတယ်ဆိုရစင်ပါအဲ့ဒီလက်မှတ်ဝယ်ပြီးမှအဲ့ဒီလက်မှတ်ကိုကျွန်တော်တို့ကဘာလို့လဲဆိုတော့ဝယ်ထားတယ်ဆိုတော့ဘယ်နှကောင်ပြစ်မလဲတနစ်မှာ limit ရှိတယ်ဘယ်နှကောင်ပြစ်ရမလဲဆိုတော့ limit ရှိတယ်အဲ့ဒီ limit ကိုကျွန်တော်တို့ကရပြီးမှကျွန်တော်တို့ကသွားပြစ်ရတယ်ဆိုတော့ အထီးပြရလားအမပြရလားဆိုတာရှိပါတယ်ကျွန်တော်အထီးမပြပြလို့မရတဲ့အရာတွေရှိပါတယ်အမပြလို့မရတဲ့အရာတွေရှိပါတယ်ကိုဝေထားတဲ့ ticket ပေါ်မှာကြည့်ပြီးမှကိုကအမဝေထားတယ်ဆိုတော့အထီးလာရင်လည်းကျွန်တော်ကပြလို့မရဘူးဆိုတော့အထီးပြရမယ်ဆိုတော့အထီးလာမှပဲကျွန်တော်ကပြလို့ရတယ်ဒါလေးကိုကျွန်တော်တို့ကစီကန်းလို့ခေါ်ပါတယ်ကျွန်တော်ပြပြီးတဲ့အချိန်မှာလည်းကျွန်တော်တို့ဒီသူတို့ရဲ့ဒီ ranger ကိုကျွန်တော်တို့က report လုပ်ရမယ်ဟုတ်ကဲ့ကျွန်တော်ဒီနေရာကနေ ကြိုးကြိုးဘလောက်ရှိတဲ့အရာအထီးဘလောက်ရှိကျွန်တော်ပြစ်လိုက်တယ်ဆိုတဲ့အရာကိုကျွန်တော်အတိအကျအာကျွန်တော်တို့က report လုပ်ရတယ်ဆိုတော့အထီးပြစ်တယ်ဆိုရင်တော့နားရဲ့အထက်မှာကြိုးထွက်ရမယ်ကြိုးက shit အာကြိုးရှိချောင်းရှိမှပဲကျွန်တော်ပြစ်လို့ရတယ်ဆိုတဲ့အရာတွေအဲ့ဒီလိုအကန့်အသတ်စီမီစီကနေများစွာကိုကျွန်တော်တို့ကကျွန်တော်လိုက်နာပြမှာပဲမုတ်ဆိုးဆိုတာဒီနိုင်ငံမှာမုတ်ဆိုးတွေကအစီအကံရှိရယ်ကျွန်တော်တို့ data မှာလည်းထိုနေ့လောက်ပဲကျွန်တော်တို့ကရှိရမယ် ဩဥမာဆိုပါဆိုတော့တိုးတောင်းနေကြတဲ့မှာတရိစ္ဆန်တွေဒီကလေးမွေးတဲ့အရာတွေမှာကျွန်တော်လုံးဝပြစ်လို့မရဘူးကျွန်တော်အဲ့ဒီအရာတွေကိုကျွန်တော်ထိန်းသိမ်းခြင်းအပြင်ပူတာဝဒေနမှာလည်းများစွာကျွန်တော်တို့တိုးတောင်းတောတရိစ္ဆန်တွေများစွာပေါ်များလာပါတယ်ဆိုတော့အဲ့ဒီလိုပေါ်များလာတဲ့အချိန်မှာကျွန်တော်တို့အတွက်လည်းအကျိုးရှိလာမယ်ဘောနော်အကျိုးရှိလာမယ်မုတ်ဆိုးတွေအတွက်လည်းကျွန်တော်တို့အကျိုးရှိမယ်လို့လည်းပြောပြချင်ပါ ်ဒါဆိုတော့မုတ်ဆိုးတွေအကုန်လုံးကကျွန်တော်တို့က license ရှိရမယ် ticket ရှိရမယ်တနစ်မှာဘဏ္ဍာကောင်ပဲပြစ်ပိုင်ခွင့်ရှိတယ်ဆိုတော့အရာတွေလည်းကျွန်တော်တို့ကဒါတွေလေးတွေလည်းကျွန်တော်တို့ကလုတ်တစ်တယ်ဆိုတော့အရာလေးကိုလည်းအာအားပေးချင်ပါတယ်ဒါတွေကိုကျွန်တော်တို့ကထိမ့်သိမ်းခြင်းအပြင်ဘာအကျိုးရှိတယ်လဲပေါ့နော်ကျွန်တော်တို့ကဘာအကျိုးရှိလဲ so eco ego tourism ဆိုတဲ့အရာတွေကမ္ဘာခီးတွေခီးတော်အေးတွေများစွာရှိလာနိုင်ပါတယ် ကျွန်တော်တို့အိန္ဒိယမှာကျွန်တော်ရောက်သွားတဲ့ချိန်အိန္ဒိယမှာဒီ safari ဆိုတဲ့နေရာမှာကျွန်တော်ရောက်သွားတယ်အဲ့ဒီအကောင်ပလောင်တွေအများကြီးရှိပါတယ်ဆင်ရှိတယ်မိချောင်းရှိတယ်ကြားရှိတယ်ကြံ့ရှိတယ်အကုန်လုံးပဲကျွန်တော်တို့ chip ကနဲ့ဖြတ်သွားတဲ့ချိန်မှာကိုယ်ပေးနာကအကောင်တွေဗီဒီယိုမှာကြည့်မှုပါအာဖရိကတွေမှာတော့အဲ့ဒီ tap အကောင်တွေပုံများတယ်ကျွန်တော်တို့ဘူတာအိုဒေတာမှာရှိတဲ့အကောင်တွေပဲ အဲ့ဒီအကောင့်တွေကဒီမှာငကိုတွေနဲ့ရှိတာလားလို့ကျွန်တော်တို့ဒီတော်ရိုင်းထိမ့်သိမ့်တဲ့အဖွဲ့တကူကျွန်တော်မေးကြည့်တော့မဟုတ်ဘူးတဲ့အကောင့်တော်တော်များများကမြန်မာဘီရက်နဲ့ဒီဘက်ကိုကျွန်တော်တို့နေရာကူးပြောင်းပြီးမှရောက်လာတဲ့အဖွဲ့ဖြစ်တယ်တဲ့။ဘာကြောင့်လဲဆိုတော့မြန်မာဘီမှာအမုတ်ဆိုးတွေကအဲ့လိုပြစ်လို့ခတ်လို့နေလို့မရလို့အိန္ဒိယကိုပြောင်းလာတယ်ဆိုတဲ့အရာတွေ။ တွေ့ရပါတယ်။ကြားတွေဆိုတော့တော်တော်များများတောင်ပြောင်းတဲ့အရာတွေရှိပါတယ်။ဆိုတော့အဲ့ဒီအရာကိုကြည့်ချင်းအဖြစ်ကျွန်တော်တို့မြန်မာပြည်ကမထိန်းသိမ်းတတ်တော့နောက်ဆုံးမှကို့မှာရှိတဲ့တောကောင်တိရစ္ဆာန်နေတော်မှာအသူများနိုင်ငံမှာဒီ eco tourism တွေအကောင်းဆုံးဖြစ်နေတယ်ဆိုတော့အရာပေါ့နော်။ဆိုတော့ဒါလေးတွေကကျွန်တော်တို့အတွက်ကိုတည်ယူရမယ့်အရာလေးဖြစ်ပါတယ်။ဆိုတော့နောက်တစ်ချက်ကဘာလဲဆိုတော့ကျွန်တော်တို့ဒီချောင်းတစ်ခုမှာကျွန်တော်တို့ရောက်သွားတယ်ပေါ့နော်ချောင်းတစ်ခုမှာရောက်သွားတဲ့အချိန်မှာ ဲ့ဒီချောင်းမှာအဲ့ဒီချောင်းကမုံလံချောင်းတော့မကြည့်ဘူးเนาะမုံလံချောင်းတက်နေနေတဲ့ကျွန်တော်တို့အဲတေးတဲ့ချောင်းအိန္ဒိယမှာရောက်သွားတယ်ဆိုတော့တောင်ဆောင်းနေချမ်းနဲ့ရေခဲတောင်ပြင်ရနဲ့အာထွက်လာတဲ့ချောင်းပဲဖြစ်ပါတယ်တော်တော်အေးပါတယ်ဆိုတော့အဲ့ဒီချောင်းမှာလွန်ခဲ့တဲ့6နှစ်တုန်းကကျွန်တော်မေးကြည့်တယ်အဲ့ဒီမှာရှိတဲ့ Ranger တယောက်ကိုမေးကြည့်တာ အဲ့ဒီချောင်းမှကျွန်တော်တွားကြည့်တဲ့အချိန်မှာဘာတွေ့ရလဲဆိုတော့ရေချိုးလို့ရတယ်ဒါပေမဲ့အဲ့ဒီချောင်းမှရေချိုးတဲ့အချိန်မှာဆက်ပြာတုံးလို့မရဘူးဒီနိုင်ငံတွေမှာဆက်ပြာတုံးခြင်းအပြင်ချောင်းမှရှိတဲ့ပိုးမွှားတွေဘလောက်တည်လဲကီမီကယ်ဘလောက်ထိပါလဲဆိုတော့အရာတွေသူတို့တည်ပြီးတာ research လုပ်ပြီးတာဖြစ်တယ်ဆက်ပြာတုံးလို့မရဘူးရေချိုးလို့ရတယ်ဆိုတော့ကျွန်တော်တို့ကရေချိုးတယ်အဲ့ဒီရေချိုးဖို့တွားတဲ့အချိန်မှာချောင်းထဲမှာရှိတဲ့ငါးတွေကအင်မတန်မှကျွန်တော်တို့ဘက်မှာရှိတဲ့ငါးနဲ့အတူတူပဲဖြစ်တယ် စတော့ငားတွေကအញ្ញံကိုပိုးတယ်ကျွန်တော်ခုံချက်ငားထိမလားဆိုတော့အချိန်တိအဲ့လောက်တိကျွန်တော်တို့ဆိုရင်အဟောဖြစ်တယ်ပေါ့နော်အာတော်တော်ကိုပိုးတာငားတွေကစတော့အဲ့ဒီနေရာလေးမှာမဟုတ်ဘူးချောင်းတစ်ချောင်းလုံးကငားတွေပဲဖြစ်နေတယ်စတော့ဒီကောင်တွေကိုငားများလို့မရအောင်လားရတယ်ဒါမှမဟုတ် license လုပ်ရမယ်များပြီးရင်အဲ့ဒီငားကိုပြန်လွတ်ရမယ်အဲ့ဒီ system ကိုတို့ကတုံးတာဆိုတော့ငားများတဲ့ရတာကိုစိတ်ထဲမှာရှိလာအောင်တို့ကတော့ လုတ်ပေးတယ်ဒါပေမဲ့ငါးကိုယူပိုင်ခွင့်မရှိဘူးယူမယ်ဆိုရင်ပတ်စံနဲ့ပြောင်းဝင်ရမယ်ဆိုတော့အဲ့ဒီလိုတို့က6နှစ်လောက်ထိမ့်တိမ့်တဲ့အချိန်မှာဒီလိုငါးပေါများလာတယ်တဲ့ငါးတွေကသူ့ရဲ့ဂေဟစနစ်ကောင်းတော့အဲ့ဒီမှာကိုပြန်ရောက်လာတယ်တဲ့တစ်ချိန်လုံးကလွန်ခဲ့တဲ့6နှစ်မှာတဲ့အဲ့ဒီ data မှာရှိတဲ့အဲ့ဒီချောင်းမှာတဲ့ data ခန်းနေကိုနိုင်ကငါးများမိုင်းခွဲပိုက်တန်းအဲ့ဒီအစိတ်ခတ်လို့ ငါမျိုးတုံးသွားတာတဲ့ဒါပေမဲ့အဲ့ဒီလေတေတခဏ်နေကရွာလုံးပေါက်တေတခဏ်နေအဲ့ဒီငါချောင်းကိုထိမ့်နေတဲ့ချိန်မှာတဲ့6နှစ်လုံးမှာတဟုန်ထူးပြောင်းလဲသွားတယ်အဲ့ဒီချောင်းပေးနေမှာရှိတဲ့ဒီ resource tree hotelry မလာတေတဲ့အဲ့ဒီတွေပို့များလာတယ်တဘာဝတရားကိုပို့ခံစားလာတယ်ဟိုပို့မှဒီအနစ်တာရကိုပေးတယ်ပေါ့နော်ဆိုတော့စဉ်းစားကြည့်ပါငါးရီနေချင်းအပြင်အဲ့ဒီရဲ့ချောင်းပေးမှာရှိတဲ့ resource တွေ hotel တွေမှာ aid တွေ ego tourism တွေပုံမြင်မှာကောင်းလာတယ်ဆိုတော့ကျွန်တော်တို့ပူတာအိုဒေတာမှာဆိုရင်ကျွန်တော်တို့ရေခဲတောင်ရှိတယ်တကယ်ကိုလပတဲ့ဒေတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီ ego tourism အဖြစ်ကျွန်တော်တို့လှူလှူစားလို့ရတဲ့အရာတွေအများကြီးရှိပါတယ်ပေါ့နော်ဆိုတော့ခီးကပခီးအခီးသွားလာတဲ့ဇနစ်အဖြစ်တလကောင်အများကြီးလှုပ်လို့ရတယ်ဒါပေမဲ့အဲ့ဒီတဘာဝကိုကျွန်တော်တို့ဒေတာခံနေကိုယ်တိုင်ကပြက်စီးတယ်ဆိုရင်ဘယ်အဲ့တယ်မှလာမှာလဲမဟုတ်ဘူး တဘာဝကိုကျွန်တော်တို့ကမချစ်ဘူးမထိန်းသိမ်းဘူးဆိုတော့အဲ့ဒီတွေလာပြီးမှဒီလူမျိုးတွေကတဘာဝကိုပြက်စီးတဲ့လူမျိုးတွေပဲဆိုတော့အရာကိုကျွန်တော်တို့ကမကြောက်တင်ခံရမှာဖြစ်တယ်အဲ့တော့လေးကိုကျွန်တော်ပြောပြချင်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ပူတောင်မှာရှိတဲ့ကျွန်တော်တို့အမျိုးတွေတိုင်းသားတွေကျွန်တော်မြေချောင်းအင်းအိုင်တွေတောတောင်တွေမှာအာတစ်တီတော်လကောင်းကျွန်တော်တို့ကထိမ့်နှိမ့်ဖို့အတွက်အရန်ကိုရေးကြည့်ပါတယ်ကျွန်တော်ပြောသွားတာအများကြီးရှိပါတယ်ကျွန်တော်နောက်ဆုံးမှပြောချင်တယ်တစ်ခုတ်တယ်ဆိုရင် တရားဥပဒေရနဲ့တိတ်ခုတ်ပါတိတ်ခုတ်ပြီးရင်ပြန်တစ်ပြန်ဆိုင်ပါနောက်ပြီးတော့မြချောင်းအင်းအိုင်တွေမှာငါးတွေကို ပေါ်လာဖို့အတွက်မိုင်းမခွဲပါနဲ့ပိုက်မတန်းပါနဲ့အစိတ်မခတ်ပါနဲ့နော်ဆိုတော့ဒါလေးကရရင်ကြည့်ပါတယ်ငါးများစားလို့ရတယ်ဒါပေမဲ့ limit နဲ့များလို့ရတယ်ဆိုတော့အရာဆိုတော့ကျွန်တော်တို့နောက်တစ်ချက်ကပါလဲဆိုတော့ဒီတောတောင်တရိစံနေနဲ့ပတ်သက်ပြီးမှကျွန်တော်တို့က limit နဲ့ကျွန်တော်တို့ကမုတ်ဆိုးတွေ license ရှိရမယ် တနစ်မှာဘယ်နှကောင်ပဲတိုက်ရမယ်ဆိုတဲ့အရာရှိရမယ်။ဆိုတော့ဒီလိုထိန်းနေနေဆိုရင်ကျွန်တော်တို့ပူတာအိုဒေတာကအင်မတန်လပတဲ့ဒေတာဖြစ်မယ်။ eco tourism ကပုံမှန်တိုးတက်တဲ့ဒေတာတွေဖြစ်လာမယ်။ကျွန်တော်တို့ eco tourism တွေပုံများလာတဲ့အချိန်မှာကျွန်တော်တို့တိုင်းတာတွေဒေတာခံနေအတွက်အချိုးရှိလာမယ်။ဒေတာခံနေရဲ့ဝင်ဝင်ပူကောင်းလာမယ်။ဒါကအရန်ကိုအရေးကြီးတဲ့အရာဖြစ်ပါတယ်။ဆိုတော့အဲ့ဒီလိုလပတဲ့ဆွစ်ဇာလန်လိုလပတဲ့ဒေတာကိုကျွန်တော်တို့ဘယ်သူတွေကထိန်းသိမ်းမလဲဆိုတော့ကျွန်တော်တို့ဒေတာခံနေပဲထိန်းသိမ်းရမှာဖြစ်ပါတယ်။ နော်ခုလူမျိုးကတက်လို့ဒီလူမျိုးကဖြစ်လို့ဟိုဟာလို့လက်ညှိုးထိုးမဲ့အစားတကယ်ကျွန်တော်တို့အားလုံးပါအတိတရားလေးရပြီမှာကျွန်တော်တို့ဒါလေးကိုထိန်းသိမ်းဖို့အတွက်လိုအပ်ပါတယ်အဖွဲ့အစည်းတွေတော့လကောင်းကျွန်တော်တို့ကြေးရမှာတော့လကောင်းဒါလေးတွေကိုပညာပေးပြီးမှကျွန်တော်တို့ data ကိုထိန်းသိမ်းမယ်ဆိုအင်မတန်လှပတဲ့နိုင်ငံတကာနဲ့ဧည့်သည်တွေ လာမဲ့အနေအားကကျွန်တော်တို့ပူတာကိုဒေတာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပညာပေးတဲ့အခန်းကဏ္ဍကိုပြောပြတာဖြစ်ပါတယ်အကယ်လို့တချို့အချက်တွေကတော့ကျွန်တော်တို့ကမလုံနိုင်တည်ဘူးဆိုတော့လုံနိုင်တဲ့အချက်တွေကိုကျွန်တော်ဆက်လုပ်ဖို့တော့ကျွန်တော်တို့အရေးကြီးပါတယ်ဆိုတဲ့အကိုပြောပြချင်ပါတယ်ကျေးဇူးတင်ပါတယ်